ပါကျွန်တော်ကိုဇွဲပါကျွန်တော်ဒီမနက်ပြန်ဆိုရင်ကျွန်တော်ရဲ့မွေးနေ့ရောက်ပါပြီပေါ့နော်ကျွန်တော်2021ခုနှစ်ထဲကတော့ခုရာနဲ့ကျွန်တော်တို့သက်တမ်းပြတ်တော့ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်ကဒီနှစ်ကတော်လိုင်းရေးသမားဘဝတော်ရဲမှာ၅နှစ်မြောက်ကျွန်တော်ရဲ့မွေးနေ့ဖြစ်ပါတယ်ပေါ့နော်ကျွန်တော်ငါပရမတ်တစ်နှစ်လဲဘာမှအသိပေးတာတွေအကြောင်းကြားတာတွေဘာမှမရှိဘူးဒီတိုင်းပဲလေးနှစ်တိတိကျွန်တော်တို့ဒီတိုင်းပဲလုပ်ခဲ့တယ်ပေါ့နော်ဒီနှစ်ကတော့ကျွန်တော်တို့နည်းနည်းလေးသူးဆန်းဆန်းလေးလုပ်ချင်တယ် အဲ့ဒါဘာလဲဆိုတော့ကျွန်တော်နဲ့ကျွန်တော်ချစ်ခင်ကသူပြည်သူလူထုမိတ်ဆွေများနဲ့အတူကျွန်တော်ဒီ drone နဲ့စီးလောက်အမတရားဝယ်ခြင်းပဲဗောနော်ပြီးခဲ့တဲ့တိုက်ပွဲတွေမှာလည်းကျွန်တော်တို့ drone တစ်ဖွဲ့အနေနဲ့ drone ပြုတ်ကျပျက်စီးထားတာတွေရှိတယ်ဗောနော်အဲ့ဒါကိုဝယ်ယူပြည်တင်းခြင်းနဲ့ကျွန်တော်ရဲ့မွေးနေ့အမတရားအနေနဲ့ကျွန်တော်ဒီ drone ကိုကျွန်တော်တို့ဝယ်ယူဖြစ်တင်းမယ်ဗောနော်အဲ့ဒါလေးကိုကျွန်တော်ရဲ့မွေးနေ့မတရားအနေနဲ့ကျွန်တော်မွေးနေ့လက်ဆောင်ပေးပေးစီခြင်းပါတယ်ဗောနော်တခါမှလည်းကျွန်တော်မွေးနေ့လက်ဆောင် ပေးပါဆိုပြီးတော့တောင်းလိုက်တောင်းထားတော့မရှိဘူးဒီနှစ်တော့ကျွန်တော်တောင်းမယ်အဲ့ဒါကတော့ကျွန်တော်ရဲ့မွေးနေ့မှာကျွန်တော်ဒရုန်းနှစ်စီးလောက်ဒီချေရခင်ရသူတွေကနေပြီးတော့မှလက်ဆောင်ဝယ်ပေးပါလို့အဲဆိုကျွန်တော်တို့ပေးရနေပြီးတော့မှဒရုန်းအတွက်ကမ်းမိတ်မလုပ်ဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ပေးရတဲ့ကြီးကအင်ဂျီတွေဝယ်ဖို့အတွက်မဲတွေအသေးအံရောင်းနေရတော့ကျွန်တော်အကောင့်လေးကနေကျွန်တော်ဒီဟာကိုကျွန်တော်အကောင့်ထဲပို့ခြင်းနေပေါ့နော်အဲ့တော့အကောင့်ထဲပို့တဲ့နေရာမှာလဲကျွန်တော်ရဲ့ဒီ blue mask ရှိတဲ့ အောင်ကိုဝင်းဆိုတဲ့အကောက်ကနေပြီးတော့ပဲကျွန်တော်ကောက်ခံသွားမှာဖြစ်ပါတယ်ဗောနော်အားလုံးကြပါကြပါစေ။